အဲကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့ပြီးတော့ကျွန်တော်ငငယ်တဲရတယ်ကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အတဲဟိုကလည်းအဲသွားကျင်ခဲ့ပါတယ်အခုကျတော့လည်းဟိုခုစီဇန်9ရဲ့အထက်မှာဆိုလဲကိုရီးယားရဲ့စတူဒီယိုတွေဘာညာတွေလည်းသွားမယ်ဆိုတာလေးပါတယ်ပေါ့နော်အဲကျွန်တော်ကတော့တတ်ရလာလို့လားမသိဘူးပြအရင်တော့ကတော့ကိုရီးယားယဉ်ကျေးမှုလို့ဘာလို့ကတော့ဒါမှတ်ပါတယ်ဟို လို့ခေါ်မလဲအောင်မြင်တယ်ပေါ့ဒီမှာဒါပေမဲ့ကျွန်တော်ကတော့နောက်ပိုင်းတက်ခုရလာတဲ့အချိန်မှာဟိုကျွန်တော်ဟိုဘယ်လိုပြောမလဲဟိုကိုမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲပြီးသွားတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လိုဟိုကိုစီမရှိရယဉ်ကျေးမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဟိုဒါကျွန်တော်အသက်တစ်ခုရလာတဲ့အချိန်မှာတွေးမိရအတွေ့ပါ အဲကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့အရင်တော့ကတော့ကိုရီးယားကိုဒီကျွန်တော်တို့ဒီရနုပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားမျိုးရှိပါတယ်ဒါဒါနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျာဟုတ်တော့ကြာသွားပြီဘယ်လိုလဲကြာပြီပြဟွာပေါ့အဲ့နဲ့ဆက်နှစ်နှစ်လောက်ရှိပြီမရောက်တာဟုတ်ကဲ့ဒီတော်လေးချွေးချက်ဖြစ်နေတဲ့နေရာကိုဒါပို့ပြီးတော့ခံစားမှုရှိတယ်အင်းမောအင်းမောအဲ့လိုမျိုးဒါအရင်ကနေတော့လေဘလို့ကြီးကွာသွားလဲဆိုတော့ရောက်မှပဲသိမှာပေါ့နော်ဘလို့မှတော့အချိန်ကောင်းတဲ့လောကဘလို့မှတက်လို့ရှိတယ် အမှတ်တရကဟိုဟာပွဲလေဟိုကျွန်တော်တို့ဒီဟိုဟာ model award ဆူရတဲ့ပွဲပေါ့နော်အဲ့ပွဲမှာအဲ့အဲပါပါလေဗျဟိုကိုရီးယားကျတော့ဟိုဒါကြောင့်ကျွန်တော်ငငယ်တဲ့ကလေကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အဲတဲဟိုကလည်းအဲသွားကျင်ခဲ့ပါတယ်အခုကျတော့လေဟို လို့ပြောရမလဲအဲခုစီဇန်နားရဲ့အထက်မှာဆိုလဲကိုရီးယားရဲ့စတူဒီယိုတွေဘာညာတွေလဲသွားရမယ်ဆိုတာလေးပါတယ်ပေါ့နော်ဆိုတော့အဲဟိုကိုရီးယားတော့ကျွန်တော်ရပ်ကူးချင်တဲ့နိုင်ငံတွေရဲ့တနိုင်ငံမှာပဲဗျာဟုတ်ကိုရီးယားရောလိုကေဒရာမာတွေကေပေါ်တွေစိုက်ရက်တဲ့နေရာမှာပါလားအဲကြိုက်ပါတယ်ဗျဟိုဘယ်လိုပြောရမလဲတယောက်တစ်မျိုးစီပေါ့နော်ဟိုဟို K-pop လေ K-pop လေးကကောင်းပါတယ်ဟို ကျွန်တော်ကတော့ music ဆိုမရွေးပါဘူးမျိုးစုံကျွန်တော်ကနားထောင်ပါတယ်ဗျာ clip maker studio ကိုလိမ့်လာပါဟုတ်တယ်ဟုတ်တယ်ဗျာအဲ့လိုပဲကျွန်တော်ကိုယ့်ရဲ့ဒီတော့မှာဘယ်လိုကိုယ်ရင်းမျိုးဆက်တင်လာတာလဲဒီလိုဒါကိုလေ့လာရတဲ့ဆန္ဒဖြစ်တာအဲဒီမှာနဲ့ဟိုမှာနဲ့ဟိုပေါ့ဟိုပေါ့နော်ဟိုဟိုပွားချမှုလေးပေါ့အဲ့လိုလေးကိုအဓိကထားပြီးတော့လေ့လာနေတာပါဗျာဒီမှာဆိုအဲကျွန်တော်ကတော့အသက်ရလာလို့လားမသိဘူးဗျာအရင်တော့ကိုရီးယားယဉ်ကျေးမှုလို့ဘာလို့ကတော့ဒါ မှတ်ပါတယ်ဟိုဟိုလို့ခေါ်မလဲအောင်မြင်တယ်ပေါ့ဒီမှာဒါပေမဲ့ကျွန်တော်ကတော့နောက်ပိုင်းအသက်ခုရလာတဲ့အချိန်မှာကျွန်တော်ဟိုဘယ်လိုပြောမလဲဟိုကိုမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲပြီးသွားတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လိုဟိုကိုစီမရှိတဲ့ယဉ်ကျေးမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဟိုဒါကျွန်တော်အသက်တစ်ခုရလာတဲ့အချိန်မှာတွေးမိတဲ့အတွေ့ပါ အဲ့ဒါကြောင့်မလို့လေဟိုကျွန်တော်နောက်ပိုင်းရိုက်မဲ့ကားတွေမှာလည်းအဲ့မြမယင်ကျင်းမှုလေးပါတဲ့ရုပ်ရှင်တွေကိုပဲဟိုအဓိကထားပြီးတော့ရွေးချယ်ပြီးတော့ရိုက်ဖြစ်သွားမှာပေါ့နော်ဒီပြင်းစင်က NC ရဲ့ပြင်းစင်ပဲလား RL ရဲ့သဘောတော်ထားလို့ပတ်သက်နေပါရမယ့်နေရာလေးတွေရောစစ်ဆေးမှုအဲ့လိုတော့မရှိပါဘူးဗျာဟိုအဓိကတော့ခုနှစ်ရက်လုံးက schedule ကအပြည့်ပဲဗျာကျွန်တော်တော်မှကျွန်တော်မှနိုင်ပြောရရင်ဈေးဝယ်ထွက်တာတော့ဘာလို့လဲလောက်ချင်တာဒါပေမဲ့လည်းအချိန်ကတော်တော်မရဘူးလို့ပြောတယ် အဓိကတော့ဟိုသူတို့သွားတဲ့နေရာပေါ့နော် ကျွန်တော်ကဒီမှာ ambassador ဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်မှတာဝန်ရှိပါတယ်ရှိရဆိုတာကကျွန်တော်လိုက်ပေးရမယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဟိုဟို NSTR season နဲ့နေရာကိုပဲကျွန်တော်အဓိကထားပြီးတော့ပွားပြင်ပါပါဗျာဟုတ်ကဲ့တော့မြစ်ကြီးဟာဘောဒီမှာလေဟာမြေပါမယ်ထင်တယ်ပြအဲ့ဒါလေအဲ့ဒါလေပါမယ်ပြဟုတ်ဆက်မြမအောင်သူကစိတ်ကူးရလာလို့စမောက်ရမယ်အဲ 啊，路苗弱嘞，没生产，生产好，但咩油多油贵些。<music>